အားလုံးပဲမင်္ဂလာပါ PQY44 Football Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စောင့်ကြည့်ရမယ်စိတ်ဝင်စားဖွယ်ပြောင်းရွှေ့ဆဲကူအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့နွေရာသီပြောင်းရွှေ့ကာလတရားဝင်စတင်ပြီးတဲ့နောက်ပိုင်းလာမယ့်ရာသီမှာပြောင်းလဲကြီးတွေဖြစ်စေနိုင်တဲ့စံချိန်တွေပြောင်းရွှေ့တွေရောမအနေနဲ့ပဲရှိနေသေးတဲ့ပြောင်းရွှေ့တွေစာရီရဲကမှစောင့်ကြည့်ရမယ်စိတ်ဝင်စားဖွယ်ပြောင်းရွှေ့ဆဲကူအကြောင်းကိုဒီနေ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်10မက်ကေဟီ အင်္ဂလန်နဲ့ခရစ်စတယ်ပဲလီနောက်ခံလူမက်ခေဟီဟာလက်ရှိခရစ်စတယ်ပဲလီအသင်းနဲ့စာချုပ်တက်တန်းကုံစောတော့မှာဖြစ်ပြီးလက်ပါဘူးနယူကာဆန်နဲ့တော်တင်ဟမ်အသင်းတို့ကခေါ်ဖို့စိတ်ဝင်စားနေလို့သိရပါတယ်မက်ခေဟီဟာခရစ်စတယ်ပဲလီနဲ့ပထမအောင်ဆုံး FA ကပ်ရယူနိုင်ခဲ့ခြင်းမှာအဓိကနေရာကပါဝင်ထားနိုင်ခဲ့ပါတယ်အပြောင်းရွှေ့ကြီးအလွတ်နဲ့ထွက်ခွာသွားတော့မဲ့မက်ခေဟီကိုလက်ပါဘူးနယူကာဆန်နဲ့တော်တင်ဟမ်အသင်းတို့ကဘယ်အသင်းကခေါ်ယူနိုင်မလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်နံပါတ် Rashford ပြီးခဲ့တဲ့ရာသီကမန်ယူမှာခြေစမ်းပြဖို့ရုန်းကန်ခဲ့ရပြီး Aston Villa ရောက်မှမန်ယူမှာထက်အနည်းငယ်ခြေစမ်းပိုပြနိုင်ခဲ့တဲ့ Rashford တယောက်ဟာယခုအခါမှာတော့ Barcelona ကိုဆက်သွယ်ခဲ့တယ်လို့သတင်းများထွက်ပေါ်နေပါတယ်။ João Felix နဲ့အနာဂတ်မကြီးရမှုနဲ့အတူ Barcelona အနေနဲ့လည်းတိုက်စစ်အားဖြစ်ဖို့အတွက် Rashford ကစိတ်ဝင်စားဖို့ရည်ချင်မှုလို့ပြောလို့ရပါတယ်။ဒါပေမဲ့ Barca ရဲ့ဘန်ဒါရေးအခြေအနေဟာဝေယူဖို့ထက်ငှားအနေနဲ့သာခေါ်ယူသွားနိုင်ချေများပါတယ်။တစ်ဖက်မှာ Man U အနေနဲ့လည်း Rashpo ရဲ့ပုံစံကြာစင်းမှုနဲ့ပြီးခဲ့တဲ့ရာသီမှာ League 9ကိုလာရရှိမှုလို့ကြောင့်သူ့ကိုရောင်းချဖို့စဉ်းစားနေရလည်းဖြစ်ပါတယ်။ဒီသတင်းကတော့ official တော့မဟုတ်သေးပါဘူး။ဆက်လက်ဆောင်ကြည့်ရအောင်ပါပါ။နံပါတ်၈ Highland ပြီးခဲ့တဲ့ရာသီ Man U အင်းမှာပြိုင်ပွဲစုံတွင်းကို10ဂိုးသာတွင်းနိုင်ခဲ့ပြီးတိုက်စင်မှာရုန်းကန်နေရတဲ့ဒိမ့်မတ်သားကို Serie A အင်းများဖြစ်တဲ့ Inter Milan နဲ့ Napoli တို့ကစိတ်ဝင်စားနေလို့သိရပါတယ်။ဒီနေရာမှာ Man U နေနဲ့ Napoli ရဲ့ Peter Osimhen နဲ့ ကစားသမားအပေါင်းဝေးကြီးအလဲလဲလောက်ဖို့ရည်ရနေပြီးနှစ်သင်းစလုံးရဲ့တိုက်စစ်ကိုအစ်စ်ပြန်လဲပုံဖော်တိစောင့်နိုင်လိမ့်မယ်လို့ယုံကြည်နေကြောင်းသိရပါတယ်။ဒါအပြင်အင်တာမီလန်အနေနဲ့လည်းမာတီနက်တို့တက်ရွယ်ရလာပြီဖြစ်တဲ့တိုက်စစ်အတွက်ရေရှည်ပလန်အနေနဲ့ခွိုင်လန်းကိုခေါ်ဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ခွိုင်လန်းအနေနဲ့လည်းမန်ယူနဲ့2030အထိစာချုပ်ရှိတယ်ဆိုပေမဲ့လည်းမြန်မာဒီမှာအတင်းကိုပြန်လဲတိစောက်နေတဲ့မန်ယူရဲ့အယောင်ရှင်နဲ့ပါနိုင်ပါသေးတယ်။နမကွန်မန်ဘူမို့ စောပိုင်းမှာမန်ယူနဲ့တင်းထွက်နေတဲ့ Brandford ရဲ့ Brian Mbumbo ကို စပါးအသင်းကခေါ်ဖို့ပြင်ဆင်နေလို့သိရပါတယ်။ပြီးခဲ့တဲ့ရာသီမှာ Mbumbo ဟာ Premier League ရဲ့အထင်ကြီးစရာအကောင်းဆုံးမထင်မရှားကျယ်ပွင့်တဦးဖြစ်ခဲ့ပါတယ်။ Ivan Toney မပါဝင်တဲ့ကာလတွေမှာ Brandford ရဲ့အဓိကကစားသမားအဖြစ်တွင်းကို20ဖန်တီးမှု9ချိန်ဖြင့်အသင်းကိုထမ်းပိုးပေးခဲ့ပါတယ်။ Mbumbo အနေနဲ့ Man U ကိုသွားမလား၊ဆရာဟောင်းရှိတဲ့စပါးကိုပဲသွားမလားဆိုတာကိုဆက်လက်ဆောင်ကြည့်ရပါဦးမယ်။နံပါတ်6 Petayogras ပြီးခဲ့တဲ့ရာသီမှာလီကို38ကိုတွင်းယူပြီးစပိုတင်အတွက်အဓိကအခန်းကဏ္ဍမှာပါဝင်ခဲ့တဲ့ဆွီဒင်စတားဖီတာယောဂရက်စ်ကို အာဆင်နယ်နဲ့မန်ယူတို့ကစိတ်ဝင်စားပြီးခုံလုံးနေကြောင်းသိရပါဗါးအာဆင်နယ်အသင်းကယောဂရက်စ်ကိုအသင်းတိုက်စင်မှာအာဝန်ခွင့်ရဖြစ်လိမ့်မယ်လို့ယုံကြည်ပြီးမန်ယူအသင်းအနေနဲ့လည်းလက်ရှိတိုက်စင်မှုပြဿနာတွေအတွက်အပြေတခုဖြစ်လိမ့်မယ်လို့ယုံကြည်နေကြပါဗါးစပိုတင်အနေနဲ့ယူရိုတန်းတရာသတ်မှတ်ထားပြီးမယ်လေသတင်းများအရတော့တန်း90ကနေ 85သန်းအတွင်းစတင်ညှိနှိုင်းနိုင်ကြောင်းသိရှိရပါတယ်။နံပါတ်5မိုဟာမက်ကူဒတ်ဝဟန်အသင်းရဲ့ကွင်းလယ်လူမိုဟာမက်ကူဒတ်ကိုစပါအသင်းကသန်း90နဲ့ကမ်းလှမ်းလိုက်ကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့ရာသီမှာဝဟန်အသင်းအတွက်ငါးဂိုးသွင်းငါးဂိုးဖန်တီးထားတဲ့ဒီကွင်းလယ်ကစားသမားဟာသူ့ရဲ့ဖန်တီးနိုင်စွမ်းဘောလုံးအထင်းသိမ်းလေကောင်စွမ်းရင်လည်းကြိုးစားမှုတို့ကြောင့်လူတိများလာခဲ့တာပါစပါးအသင်းအနေနဲ့လည်းနားမယ့်ရာသီမှာ ပရီးမီးယားလိနဲ့ဥရောပပြိုင်ပွဲများအတွက်အသင်းကိုပုံမတောင်းတင်းစေရန်ရည်မှန်းထားတာဖြစ်လို့ကူတဲ့ရဲ့နေရာဆောင်ကစားနိုင်မှုကလည်းရွေးချယ်စရာတခုဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဝဟန်အသင်းကတော့ပြောင်းရွှေ့ခြေကိုပုံမရလုပ်နေပြီးဤနိုင်မှုများကိုဆက်လက်လှုပ်ဆောင်နေပါတယ်။ကူတဲ့ကိုတိုင်ကလည်းစပါးမှာစိန်ခေါ်မှုအစ်တစ်တွေနဲ့ရင်ဆိုင်လိုကြောင်းသိရှိရပါတယ်။နံပါတ်၄ဘက်ဂျမင်ရှက်ကိုအာဆင်နယ်က RB Leipzig ရဲ့လူငယ်စတားဘက်ဂျမင်ရှက်ကိုနေရာဒီအပြောင်းရွှေ့အစီအစဉ်မှာခဲသွင်းစဉ်းစားနေတယ်လို့သိရပါတယ်။ တီးရတဲ့ရာသီမှာရှက်ကိုကပြိုင်ပွဲစုံမှာ29တွင်ယူခဲ့ပြီးသူ့ရဲ့ speed ခန္ဓာကိုယ်အားနဲ့တီးကြတဲ့ကိုတွင်နိုင်စွမ်းတွေကိုပြသနိုင်ရပါတယ်။အသက်22နှစ်သာရှည်သေးတဲ့ကစားသမားဟာအဆင့်နဲ့အတင်းအတွက်ရေရှင်စီမံကိန်းနဲ့ကိုင်းညီမဲ့သူတူဦးလေးဖြစ်ပါတယ်။ပြိုင်ဆိုင်မှုပြင်းထန်တဲ့ Premier League မှာအဆင့်နဲ့ကတိုက်စစ်အားကောင်းဖို့အတွက်ရှက်ကိုကိုဝယ်ယူလိုနေပြီး RB Leipzig အနေနဲ့လည်းပြောင်းရွှေ့ချေကိုတန်းတရာထိတောင်းဆိုထားပေမဲ့အာဆင်နယ်ဘက်ကလည်းညှိနှိုင်းဖို့အသင့်ရှိနေတယ်လို့သိရပါဗျ။နံပါတ်3ရိုရီကို ထပ်မံပြီးအာဆင်နယ်ဟာရီယယ်မက်ဒရစ်ရဲ့တောင်းပန်ကစားသမားဂိုရီကိုစိတ်ဝင်စားနေကြောင်းသိရပါဗျ။ပြီးခဲ့တဲ့ရာသီမှာအတွင်းကို14ကိုဖန်တီးမှု10ချိန်နဲ့အကောင်းဆုံးဆွမ်းဆောင်ထားပေမဲ့ဗီနစ်ရဲ့အမ်ဘာဘေတို့လိုကျယ်မွေ့နေတဲ့နေရာအတွက်ပြင်းထန်ပြင်ပြိုင်နေရပါတယ်။အာဆင်နယ်တင်းကလည်းတောင်းပန်တိုက်စစ်အတွက်ဖန်တီးဆိုင်စွမ်းနဲ့အမြန်နှုံးမြင့်ကစားသမားတအူလိုနေတာဖြစ်လို့ဒီနေရာမှာဂိုရီကိုရဲ့ကျွမ်းကျင်မှုနဲ့ကစားဟန်တွေကလည်းအာဆင်နယ်တင်းအတွက်အထူးတင့်လျော်နေတယ်လို့ယုံကြည်နေပါတယ်။ ရူဒီဂိုအနေနဲ့လည်းယခုအချိန်ထိ VM မှာပဲဆက်နေလို့ပြိမဲ့ကစားချိန်နှဲပါပါကထွက်ခွာနိုင်ပါတယ်လို့သိရပါတယ်။တင်းင်းများအရအာဆင်နယ်အသင်းဟာ VM Madrid နဲ့ဆွေးနွေးမှုစတင်ထားပြီးပြောင်းရွှေ့ခြင်းအနေနဲ့ Euro 190အခန့်ရှိမယ်လို့သိရပါတယ်။နံပါတ်1 Blazana Isaac လီဗာပူးအသင်းဟာလာမယ့်ညာဒီအတွက်တိုက်စင်အင်အားမြင့်တင်ဖို့ပြီးခဲ့တဲ့ရာသီမှာတွင်းကုန်း23ကိုဖန်တီးမှု9ချိန်နဲ့အန်အောဘွေရာစွမ်းဆောင်ရည်များကိုပြသထားတဲ့ Newcastle ရဲ့ Alexander Isaac ကိုဝယ်ဖို့ စီစဉ်နေကြောင်းသတင်းများထွက်ပေါ်နေပါတယ်။မိုဟာမက်ဆာလာရဲ့နာဂတ်မြည်ရန်မှုနဲ့တူလီဗာပူးအသင်းဟာတိုက်စစ်အတွက်အကျိုးစားရှာဖွေနေပြီးအိုက်ဇက်ဟာအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်လာပါတယ်။ဒါပေမဲ့နယူကာဆယ်အသင်းကလည်းသူတို့ရဲ့ကျဲဝင်ကစားသမားကိုထိန်းသားဖို့ဆန္ဒရှိနေပြီးလက်လွတ်ရမယ်ဆိုပါကလည်းကြီးမားတဲ့ပြောင်းရွှေ့ခြင်းနဲ့မှသာရှာလိမ့်မယ်လို့ဆိုပါတယ်။နံပါတ်1 Florian Vest လီဗာပူးသင်းဟာလီဗာကူဆင်ရဲ့လူငယ်ကွင်းလေကစားသမားဖလူရီယန်ဗတ်စ်ကိုပေါင်၁၁၅မ်းဖြင့်သဘောတူညီမှုရကတရားဝင်လက်မှတ်ရေးထုတ်လိုက်ပြီးပဲဖြစ်ပါတယ်။ပြီးတော့ဗတ်စ်အနေနဲ့လည်းပရီးမီးယားလိရဲ့ပြောင်းရွှေ့ခြင်းအမြင့်ဆုံးကစားသမားတွေထဲကတရားဝင်လည်းဖြစ်သွားပါတယ်။တတ်၂၁နှစ်အရွယ်ဒီဂျာမန်လူငယ်ကျယ်ပွင့်ဟာပြီးခဲ့တဲ့ရာသီလီဗာကူဆင်ရဲ့တင်းအတွက်တွင်းဂိုး၁၀ဂိုးနဲ့ဖန်တီးမှု၃၃ချိန်ပြုလုပ်ခဲ့ပြီးဘွန်ဒက်စ်လီဂါရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့ပါတယ်။ လဘာဘူးမှာကျောင်းနံပါတ်30ကိုဝစ်စင်ရမှာဖြစ်ပြီးရာသီတို့ခီးစဉ်များမှာပရိသတ်များနဲ့ပထမဆုံးချိန်တွေ့ဆုံနိုင်ပွဲရှိပါတယ်။ဆုံးထိကြည့်ရှုပေးကြရတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ Like, Share နဲ့ Subscribe လေးလုပ်ဖို့လည်းမမေ့ကြပါနဲ့ခင်ဗျာ။